ဇကာဟာသွင်းကိုတွေနဲ့တူလင်းပစွာပြန်လာခဲ့တယ်။ကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအာဆယ်ပရိသတ်တွေကိုပြန်လဲပြီးတော့ကြိုးဆိုပါရစ်။ပြန်လာခဲ့တယ်။ကြောစားချိန်မဟုတ်ပေမဲ့ရင်ခုန်တန်းတိုးတိုးလေးကြားလိုက်ရ။အာဆယ်နိုင်ပွဲမှာဇကာဂိုးသွင်းခဲ့တာပါပဲ။ဒယ်အန်အဆိုးပြူစားလို့အာဆယ်ဝေးမှာဇကာ တိတ်ဆိတ်နေရတာကြားပါပြီ။အခုလန်ဒန်မြို့ကန်ဖူအမ်နဲ့ပွဲမှာဇကာသွင်းကိုတကူနဲ့တူလင်းပစွာပြန်လာခဲ့ပါပြီ။ ဇာကာကဂိုးသိမ်းပြီးနောက်လွတ်လပ်ပေါ်ပါစွာပြေးလွှားပြီး physical performance coach ဆမ်ဝီဆင်စီကိုပွေဖက်သွားခဲ့တယ်။ဒါအကြောင့်အနိုင်ရနေရချိန်မှာဆမ်ဝီဆင်ရဲ့ကျေးဇူးတွေဟာဇာကာအတွက်သိပ်ပြီးကြီးမားခဲ့တာပါ။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့အာဒီတာကဇာကာကိုအာစတန်အတိုင်းဝိုင်းဘလောက်တန်ဖိုးထားပြီးတော့ချင်းမြနိုးလဲဆိုတာမြင်တွေ့နိုင်တယ်လို့ဖွင့်လွှဲခဲ့။ဇာကာအာစတန်အတွက်စံပြပုတ်ကူပါပဲ။ဇာကာကြောင့်အာစတန်အိမ်ကွင်းအမ်ရိတ်စ်ကပို့ပြီးတော့အသက်ဝင်လာတယ်။စွန့်ရင်ထပ်ပြလာတယ်။ဇာကာအက်ဖက်ဟာသိပ်ပြီးရေးကြီးပါတယ်။ ဇာကမရှိတဲ့မှာအာစတင်တိုင်းစစ်ကအထားသူမမှန်ခဲ့ဘူးဒီကြားတဲ့ Harvest ဂျေဇူးတို့လည်းဒန်အားတော်တွေမောခဲ့ပါလိမ့်ဇာကမရှိတဲ့မှာအာစတင်က final တန့်ဆုံနေဘောလုံးဆုံးရှုံးတာတိတ်များပြီးတော့အခွင့်ကောင်းတွေဖန်တီးနိုင်စွမ်းနိုင်ကြခဲ့မေချေစထရိုက်ကာမယ်ရီနိုရဲ့ဂိုးတွေကြောင့်သာအာစတင်အသက်ရှူချောင်နေခဲ့တာပါအာစတင်ပရိသတ်တွေကဇာကသွေးပူလေးကျင်ကန်လုံနေချိန်ကလေးကကောင်းချီးပေးနေခဲ့ပါပြီဇာကဖြော်ပြေးကိုအာစတင်ပရိသတ်တွေခံစားခွင့်မရတာဒီစမာလာကလေးကမဟုတ်လား အဲ့တော့အာဆင်နယ်ပရိသတ်တွေစိတ်လုံရှားနေတာသိပြီးအပြစ်မမေးစေချင်ပါဘူး။ဇာကာတို့ကလက်ခုပ်တန်းတွေအကျယ်ကြီးအမ်မရိတ်စ်ကွင်းထဲပြန့်လွင်လာခဲ့တယ်။ဇာကာအရေးကြီးဆုံးအချိန်မှာပြန်လဲကိုထင်ပြနိုင်ခဲ့တယ်။လာမယ့်တစ်ပတ်အတွင်းမှာအာဆင်နယ်ကချန်ပီယံလိဂ်ပြင်ရီယန်နဲ့စီးချင်းထိုးရမှာမဟုတ်လား။အဲ့လိုအချိန်မျိုးမှာအာဆင်နယ်တို့ကဇာကာပြန်ကစားနိုင်တာထက်ပိုကောင်းတဲ့သတင်းမရှိနိုင်ပါဘူး။ဇာကာရီယန်နဲ့ချန်ပီယံလိဂ်ပွဲအတွက် game changer ပါပဲ။ဇာကာထံအမရခင်ပရီးမီးယားလိဂ်16ပွဲမှာအာဆင်နယ်က34ဂိုးထိသွေးယူနိုင်ပြီးတော့တပွဲပြန့်မြနှိမ့်တဲ့သမတကိုးသွင်းနိုင်ခဲ့ပါတယ်။ စကားမရှိချိန်မှာအာစတင်ပရီးမီးယားလိတပွဲပြိုင်မျှသွင်းကိုက1.5ကိုတိကြာစီးမီလ16ကိုးသာပိုင်ဆိုင်ခဲ့တာပါအာစတင်တပွဲပြိုင်မျှရမှတ်ကလည်းစကားမရှိချိန်မှာ2.5တက်မှတ်ကနေ1.5အမှတ်ထိကိုရော့ချသွားတယ်အာစတင် AC တန်ဘူးက1.5ကိုးကနေ1.5တပွဲပြိုင်မျှအခွင့်ဖန်တီးနိုင်မှုက3.4ကနေ2.4ချိန်ထိကိုကြာဆင်းလို့သွားခဲ့ပါတယ်ဒီမှတန်းကိုကြည့်ရင်စကားတန်ဘူးပို့ပြီးတော့သိနိုင်ပါတယ်အာစတင်ဟာတူးတယောက်ထဲကိုမိခိုးနေတဲ့အသင်းမဟုတ်ပေမဲ့ စာကာအလေးမရှိရင်တိတ်ပြီးမှောင်ပါလိမ့်အခုစာကာနဲ့တူအာစနယ်တစ်သင်းလုံးပို့ပြီးညှဉ်းညွတ်လှပလာမှာပါပရီးမီးယားလိချန်ပီယံဆုကိုအာစနယ်ကတ်ဆော့ဆော့မေးပြလိုက်ရတာဟာစာကာရဲ့ဒဏ်အားကြောင့်ပါပဲစာကာသာဒဏ်အားမရရင်အာစနယ်ချန်ပီယံမျောလင်းချက်ကပို့ပြီးတော့နှီးစက်နေမှာပါစာကာပြန်လာပြီးတော့ဂိုးသွင်းနိုင်လို့အာတီတာပြောရပါမယ်နောက်ထပ်ကျယ်ဝင်တူးဒဏ်အားရသွားတာစိတ်ပြတ်စရာဖြစ်နေလိမ့်မယ်အာစနယ်မရှိမဖြစ်နောက်ခံလူဂါဘရီယယ်ဒန်အားရသွားတာပါပဲဂါဘရီယယ်ဒန်အားသတင်းဟာရီယယ်နဲ့ချန်ပီယံလိဘွဲမတိုင်ခင်အာစနယ်အတွက်ထိုးနှက်ချက်ပါအ ာဘရီကဖူအမ်သင်းတဲ့ပရီးမီးယားလိပွဲမှာပထမပိုင်းပွဲချိန်တွင်တကောက်ဂျော့ဒန်အရသွားလို့လူစားလေးခဲ့ရတယ်။တကောက်ဂျော့ဒန်ဟာအာဆင်ကိုအိမ်မဆိုးတွေပေးပြီးရင်ပေးနေခဲ့ပါတယ်။ဟာဗတ်ကတကောက်ဂျော့ဒန်အကြောင်းရာသီကုန်ပြီးနားလိုက်ရတယ်။စာကားတကောက်ဂျော့ဒန်အကြောင်းတရားတရားကြာနားနေခဲ့ရတယ်။အခုလဲဂါဘရီကတကောက်ဂျော့ဒန်အကြောင်းအာဆင်အဝေးမှာတိတ်ဆိတ်နေရတော့မယ်။အာဆင်ခန်းစစ်မှာတင်ပါဘန်ဝိုက်ကလာဖီယိုရီတို့ဒန်ဟာရနေလို့အာဒီဒါအခက်တွေ့နေရပါတယ်။ဂါဘရီကိုထပ်ပြီးတော့ဆုံးရှုံးရတာအာဆင်ကိုပိုလို့ထိခိုက်စေမှာပါ။ ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းဘေးကင်းကြပါစေခင်ဗျ